င်္ဂလာပါကျွန်မမဘလို့မှသိပါချင်းဒီနေ့နောက်25ခုနဲ့ match လ၈ရက်နေဖြစ်ပါတယ်ဟာကျွန်မတို့နာဆာကောက်ကနိုင်ငံအခြေရဲ့ဒီဟာမြန်မာပြည်လာရုနှစ်နိုင်ငံစီးပွားရေးပရိုဂရမ်ကိုတက်ရောက်ပြီးတော့နှစ်နိုင်ငံအကျိုးတူစီးပွားဖက်ဆက်အနေနဲ့အချက်73ချက်ကိုသဘောတူညီစွာလက်မှတ်ရေးထိုးနှံခဲ့တယ်။နောက်ဒီအချက်73ချက်မှာကျွန်တော်တို့နိုင်ငံရဲ့စီးပွားရေးလှုပ်ဆောင်မှုတွေပါမယ်။အဓိကကနိုင်ငံစီးပွားရေးပေါ့နော်စီးပွားရေးပိုင်းပါမယ်။ကျန်းမာရေးဆောင်ရှားမှုတွေပညာရေးပိုင်းတွေစရဲသဘောတူညီချက်76 sorry 73ချက်ကိုလက်မှတ်ရေးထိုးနိုင်ခဲ့တယ်။ ရှိပါရုရှားခင်းချက်မှာဆိုလို့ရှိရင်လေရုရှားမြန်မာနှစ်နိုင်ငံအကျိုးတူဖက်ဆက်အနေနဲ့ကျမတို့အချက်ဆက်ချက်ပါဘုံသဘောတူညီချက်ကိုလက်မှတ်ရေးထိုးနိုင်တယ်လို့လက်ရှိဘီလာရုခီးစင်မှာလည်းပဲအချက်ဆက်သုံးချက်ကိုလက်မှတ်ရေးထိုးနိုင်ခဲ့တယ်။ဒါကဘာလို့ပြလဲဆိုရင် state adder နဲ့ non state adder ခြားအခွာခြားချက်ဒီနေရာမှာနော်အခု social media ပေါ်မှာအနုတော်မှာလူကြောလို့ပြီးတော့နမကြားထဲမှာငုတ်ပုံလုပ်နေတဲ့သူတို့ကိုသူတို့အာနိုင်ငံရေးလေးလာသူလိုလိုတုံးတက်သူလိုသတင်းသမားဆိုတဲ့လူတွေကိုတွားမိကြည့်သူတို့ state adder ချွာကိုကောင်းဆောင်နားမလဲဘူး ခင်ဗျားတို့စိတ်ထဲမှာအထင်ကြီးနေပြီးတော့အာဒီလူတွေကနားလေတယ်ဆိုတော့ထင်တဲ့လူရှိရင်သွားမေးကြည့်ပါ state adder နဲ့ non state adder ကြားခွာခြားချက်ကိုနားမနေကြဘူးเนาะလက်ရှိကျွန်တော်တို့နိုင်ငံခေါင်းဆောင်ဒီပြီးပါခေတ်စဉ်တစ်ခေါက်သွားတယ်သွားလိုက်တယ်တစ်ခေါက်မှာပဲနိုင်ငံတော်နဲ့နိုင်ငံသားအတွက်အကျိုးသားကျွန်တော်တို့အမျိုးသားအကျိုးစီးပွားအတွက်ဖော်ဆောင်နိုင်တယ်ရှေ့မှာသူတို့ကိုသူတို့အစိုးရလိုကြိုးကြော်ထားတဲ့ဘန်လူကြီး သူတို့ခီးစင်နေသွားရယ်သူတို့တွေနိုင်ငံတော်စင်အခမ်းအနားနဲ့ကြိုးစိုးမခံရဘူးကော်စောနေနဲ့ကြိုးစိုးမခံရဘူးနိုင်ငံတော်သမ္မတအနေနဲ့တွေ့ခွင့်မရဘူးအာသူတို့တွေလမ်းဘေးကအရွက်ဝိုင်းလိုလိုကြက်ဝိုင်းလိုလိုဖဲဝိုင်းလိုလိုနေရာမျိုးမှာဒါသူတို့တွေ့ခွင့်ရတယ်ဒါပေမဲ့သူတို့အားလုံးဒီနော်ဆင်မအောင်သွားရယ်အာစပင်အန်ယူဂျီကဘယ်ဝင်ကြီးသွားရယ်ဇော်ဝင်ဆိုးသွားရယ်သူတို့သွားရယ်ဒါပေမဲ့သူတို့သွားဆုံးသွားရယ်ခီးစင်မှန်မြတ်ဒီမြန်မာနိုင်ငံကိုစီးပွားရေးတန်ခတ်ပေးအားလုံးပဲမင်္ဂလာပါ ဒီကနေ့မှာတော့စစ်ကောင်းဆောင်ရဲ့ရုရှားခီးစင်နဲ့ပတ်သက်ပြီးမပုတုတုံးသက်ချက်နဲ့အတူစစ်ကောင်းဆောင်ပြောခဲ့တဲ့ဆန်ရှင်နဲ့ဆော့ဝဲကိစ္စနိုင်ငံပိုင်သတင်းစာတွေမှာအမှားပြင်ဆင်ချက်ဖော်ပြလိုက်တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ်။ဘယ်လာရုသမ္မတလူကာရှန်ကိုနဲ့တွေ့ဆုံမှုအပြီးပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာစစ်ကောင်းဆောင်မင်းအွန်လိုင်းပြောဆိုခဲ့တဲ့ဆန်ရှင်နဲ့ဆော့ဝဲကိစ္စကိုစစ်ကောင်းစီထိန်းချုပ်ထားတဲ့နိုင်ငံပိုင်သတင်းစာတွေမှာအမှားပြင်ဆင်ချက်ဖော်ပြခဲ့ကြပါတယ်။ မတ်လ9ရက်နေ့ကဘယ်လာရုသမ္မတနန်းတော်တွေ့ဆုံပြီးပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာစစ်ကောင်ဆောင်က sanction လုပ်တယ်ဆိုလို့ရှိရင် sanctions လို့ခေါ်တဲ့အဖွဲ့အစည်းတွေစန့်ကျင်ဘက်အဖွဲ့အစည်းတွေကအတိုက်ခိုက်ခံရတဲ့ software တွေကအင်အားစုစည်းမှုကိုပုံမိုရရှိစေပြီးတော့မှာ ပြိုင်ဆိုင်မှုတွေကိုပြင်းထန်လာစေမယ်ဆိုတာကိုလည်းသတိပြုစေလိုပါတယ်ပြောဆိုခဲ့တာဖြစ်ပါတယ်အဆိုပါစကားနဲ့ပတ်သက်ပြီးစစ်ကောင်းဆောင်နေကဒဏ်ခတ်ပိတ်ဆို့မှုနဲ့ software ပေါင်းဆက်ပြောကြားချက်ကိုလူမှုကွန်ရက်စာမျက်နှာတွေဝန်ဖန်ခံရပြီးတဲ့နောက်အခုလိုအမှားအပြင်ချက်ထည့်သွင်းလာတာပါစစ်ကောင်စီအဘော်နိုင်ငံပိုင်သတင်းစာတွေကပြင်ဆင်ရှုဖို့ဖော်ပြခဲ့တာကတော့ sanction လုပ်တယ်ဆိုလို့ရှိရင် ဆန့်ကျင်လုတ်ခံရတဲ့အဖွဲ့အစည်းတွေဆန့်ကျင်ဘက်အဖွဲ့အစည်းတွေကအင်အားစုစည်းမှုကိုပုံမရရှိစေပြီးတော့မှပြိုင်ဆိုင်မှုတွေကိုပုံမပြင်းထန်လာစေမယ်ဆိုတာလည်းသတိပြုမိဖို့လိုပါတယ်လို့ရေးသားထားပါတယ်။ဆိုပါမြန်မာနိုင်ငံကိုနိုင်ငံခြားယင်းနှမြုပ်နယ်မှုတွေမလာပါနဲ့။မြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံခြားယင်းနှမြုပ်တွေထွက်ခွာသွားကြပါထွက်ခွာပေးပါဆိုပြီးတော့ခုနိုင်ငံကိုတပူပေါ်နှစ်ပူစင့်မြန်မာနိုင်ငံရဲ့ ရားပေါက်ရားလန်းတွေကိုဖျက်ဆီးပြီးတော့ပက်လက်လန်သတွေထွေးကြတယ်ပက်လက်လန်သတွေထွေးတော့မျက်နှာပေါ်ပြန်ကြတယ်အဲ့ဒီလိုမျိုးအန်နူချီရဲ့ သူတို့နိုင်ငံတကာကိုသွားပြီးအတနာခံပြီးတော့ကိုယ်နိုင်ငံကိုစီးပွားရေးတန်ခတ်ပိတ်ဆို့ဖို့မြန်မာနိုင်ငံကိုနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေမလာဖို့ရှိတဲ့ရင်းနှီးမြှုပ်နှံမှုတွေထွက်သွားဖို့မထွက်ဘဲနဲ့ကြန့်ရှိနေတဲ့နိုင်ငံခြားကုမ္ပဏီအနေနဲ့ကလည်းထပ်တိုးပြီးရင်းနှီးမြှုပ်နှံမှုမလုပ်ပါနဲ့ဆိုတဲ့တောင်းဆိုမှုတွေကကျမတို့ဓမျိုးသားလုံးကဒုက္ခရောက်စေတယ်။ဒီဟာကိုကြည့်ချင်းအဖြစ်စိတ်အရာနဲ့နိုင်စိတ်အရာကြားအကွာခြားချက်ကိုတွေ့ရမယ်။နောက်တစ်ခုကနိုင်ငံတော်နဲ့နိုင်ငံသားတွေပေါ်မှာထားရှိတဲ့စေတနာရဲ့အကွာခြားချက်ကိုခင်ဗျားတို့တွေ့ရလိမ့်မယ်။ချောကဒီနေရာမှာခင်ဗျားတို့ အဲပုံချုပ်မျိုးနေတဲ့မြေသားထင်တာရှိအောင်ဥပမာလေးတစ်ခုနဲ့မြေသားစဉ်းစားရှိအောင်ကျွန်တော်ကနှိုင်းရှင်းပြမယ်။ဒါကြောင့်လဲဆိုတော့အခုလက်ရှိမှာကျွန်တော်တို့အာဒီဗီလာရုခီးစင်မှာပဲအခုနောက်25ကုန်နဲ့နောက်26နှစ်စပိုင်းမှာရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေပါတယ်ရွေးကောက်ပွဲကျင်းပပါမယ်ဒီရွေးကောက်ပွဲကိုဗီလာရုနိုင်ငံအနေနဲ့လည်းလာရောက်လေ့လာဖို့ဆိုဖိတ်ခေါ်လာတာရှိတယ်ဆိုတော့ဒီခီးစင်ဒီဖြစ်စဉ်တစ်ချက်ကိုကျွန်တော်တို့ကပြန်ကြည့်မယ်ဆိုရင် ကြေးရတွေကရက်ကတ်တစ်ခုမှအဲ့ဒီကြေးရွာအဲ့ဒီရက်ွက်ရဲ့အတိုင်းနိုင်ဒီကြေးရွာမှာရှိတဲ့ကြေးရွာလူကြေးရသားရက်ွက်သူရက်ွက်သားတွေရဲ့စီပွားရေးကြီးပွားရေးလူမှုရေးကျန်းမာရေးပညာရေးစသည်ဖြင့်အရေးကိစ္စတွေကိုနှိမ့်နိုင်ဆွေးနွေးတဲ့အခါကျမှအဲ့အိမ်တယောက်အနေနဲ့စီဝေးခိတ်ခေါ်လို့ရတယ်ဥပမာရက်ွက်တက်မှာစီဝေးလုံမယ်ရှစ်မြလူတွေကလုံးဒီစီဝေးကိုတိုင်တယောက်တက်လို့ရရဲ့အာကြေးရွာလူရွာမှာစီဝေးလုံမယ်ဆိုတော့ ဒါကြည့်ပါစေအဲ့လိုကြည့်ပါစေမဟုတ်ဘဲနဲ့မြို့ဥနယ်အဆင့်ဖြစ်သွားမယ်ဥပမာပြည်မြို့နယ်မှာဒီပြည်မြို့မှာရှိတဲ့ဒေသခံပြည်သူလူထုရဲ့ကျန်းမာရေးအတွက်စီးပွားရေးအတွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အားလုံးပါဝင်ဆွေးနွေးကြတဲ့အခါမှာတိုင်တယောက်တယောက်လို့မရတော့ဘူးဒါကြောင့်မို့လို့ပြည်မြို့မှာရှိတဲ့ရက်ွက်တက်ကဒီရက်ွက်တက်မှာရှိတဲ့ဒေသခံအကုန်လုံးရဲ့ကိုစားကိုယ်စလဲတယောက်ရွေးချယ်ကြမယ်ရက်ွက်နှစ်မှာကိုစားပြုတယ်ကိုစလဲတယောက်ရက်ွက်သုံးမှာကိုစားပြုရဲ့လူတယောက်အဲ့ဒီလိုမျိုးအစင်းအစင်းမိမိရက်ွက်ရဲ့ကိုစားပြုကိုစလဲတယောက်ကိုရွေးချယ်ပြီးတော့ ပြည်မျိုးအစည်းအဝေးတက်ရောက်တယ်။ဒါပြည်မျိုးအဲ့ဒီလိုမျိုးမျိုးနဲ့ခရိုင်ဆင့်ဆိုလို့ရှိရင်ပြည်မျိုးမှာကကိုယ်စလဲပနေရောက်ရွှေတောင်မှာကိုယ်စလဲပနေရောက်အင်းမမှာကိုယ်စလဲပနေရောက်ပေါင်းငယ်ကကိုယ်စလဲပနေရောက်ဆိုပြီးတော့အဲ့ဒီလိုအစည်းအဝေးတက်ရောက်ပြီးတော့ဒီဒေတာရဲ့ခွင့်ပြုတွေ့တဲ့ရည်ကိုတွေ့ဆုံဆွေးနွေးကြတယ်။ကခရိုင်ဆင့်ဟောတိုင်းဆင့်ဖြစ်သွားတော့ဘကိုးတိုင်းဒေတာကြီးအစိုးရဖွဲ့အစိုးရအဆင့်နေနဲ့တိုင်းအဆင့်နေနဲ့ဘကိုးတိုင်းမှာဖွံ့ဖြိုးတိုးတက်ရေလုပ်မယ်ဆိုရင်နော် ဒီမျိုးဝဘယ်နှယောက်တောင်ငူခရိုင်ရဘယ်နှယောက်တာယာဝရခရိုင်ဘယ်နှယောက်စသည်ဖြင့်ကိုယ်စလဲတွေရွေးချယ်တင်မြောက်ပြီးတော့တွေ့ဆုံဆွေးနွေးရအောင်လုပ်ကြရတယ်။အဲ့ဒီဖြစ်စဉ်ကို Republic လို့ခေါ်တယ်။ဒါကြောင့်မလို့ကျမတို့မြန်မာနိုင်ငံကို Republic လို့ခေါ်တာ။မြန်မာမဟုတ်ဘူးနော်။ Republic ။အဲ့ဒီရွေးချယ်တင်မြောက်လိုက်တဲ့ကိုယ်စလဲတွေနော်။ဆိုတော့ကျမတို့ ပဲဘိုးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ပြည်သူတွေကမိမိတို့ဒေသမှာကျမတို့ခေါင်းပြောင်းအောင်အိတ်ချင်နေเนาะခေါင်းပြောင်းအောင်အိတ်ချင်နေဥပမာကျမတို့ရဲ့အိမ်မှာရှိတဲ့ပစ္စည်းတစ်ခုကိုသူများကလာပြီးခိုးသွားရဲဒါဆိုရင်ခိုးမှုမြောက်တဲ့ကျမတို့အိမ်ကိုကျမတို့ဟိုဒီဘိုးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ပြည်သူတယောက်ရဲ့မိသားစုဝင်တယောက်ကိုအခြားတယောက်ကလာပြီးတတ်သွားရဲဒါဆိုရင်လူတတ်မှုအဲ့ဒီလိုမျိုးခိုးမှုကိုတတ်မှုတို့မှာဒီအတေအပြစ်ရှိတဲ့လူကိုအပြစ်ပေးဖို့အတွက်နောက်တစ်ခုဘကိုးတိုင်းဒေသကြီးမှာရှိတဲ့ပြည်သူတွေအနေနဲ့ကမိမိတို့ရဲ့ကလေးတငယ် ပညာရေးအတွက်ကောင်းမွန်တဲ့ပညာရေးသင်ကြားမှုလိုချင်တယ်။စီးပွားရေးအတွက်၊ကျန်းမာရေးအတွက်အဲ့ဒီလိုမျိုးကိုစားပြုခေါင်းဆောင်တယောက်ကိုရွေးချယ်တင်မြောက်ကြတယ်။အဲ့ဒီကိုစားပြုခေါင်းဆောင်တယောက်ကိုလိုချင်ကြတယ်။အဲ့ဒါကို stage of nature လို့ခေါ်တယ်။တခြားမတာနော်။ပထမတစ်ခုက we public နောက်တစ်ခုက state of nature ။ဒါ state of nature ။အဲ့ဒီလို state of nature အရကနေပြီးတော့မတို့ဟို ဒေတာကိုကိုစားပြုတ်ချုပ်ပြပါအဲ့ဒီတွင်ငါတို့ကမင်းကိုလာကပြန်ပြင်းမယ်ငါတို့ရဲ့လောက်ခလာစားရတဲ့ကနေပြီးအခွန်အခတွေဆက်တာပြင်းမယ်အဲ့ဒီကိုစားပြုတ်တဲ့ခေါင်းဆောင်အဲ့ဒါကိုစိတ်ရောနေချလို့ခေါ်တယ်အဲ့ဒီလိုနဲ့ခေါင်းဆောင်ကိုရေးချလိုက်တယ်မောင်ဖြူကိုခေါင်းဆောင်ရွေးလိုက်တယ်မောင်နီကိုခေါင်းဆောင်ရွေးလိုက်တယ်အဲ့ဒါ social control လို့ခေါ်တယ် ဟောင်းပြူမောင်းနင်းကိုကိုစားပြူခေါင်းဆောင်နေနဲ့ရွေးချယ်တဲ့နေရာမှာမဲပေးပြီးရွေးချယ်ကြတယ်။အဲ့ဒီမဲပေးရွေးချယ်ခြင်းကိုမဲပေးရွေးချယ်လို့မဲအများဆုံးရရလို့ကကိုစားပြူနေနဲ့ခေါင်းဆောင်ရတယ်။အဲ့ဒီလိုမျိုးမဲပေးပြီးခေါင်းဆောင်ကိုရွေးချယ်တဲ့စနစ်ကို popular sovereignty လို့ခေါ်တယ်။ popular sovereignty လို့ခေါ်တယ်အခုနေပေါ်နေပိတ်ပုံကျုံမျိုးညစ်တွေနားလည်လွယ်အောင် ပြောရရင်အဲ့ဒါ democracy လို့ခေါ်တယ် ဟုတ်ပြီဒီမိုကရေစီကတော့ popular sovereignty ရနေပြီးတော့မဲပြေးရေးချဲ့လိုက်ပြီးတော့ခေါင်းဆောင်တယောက်ရတက်လာလိုက်တယ်အစိုးရတစ်ခုတက်လာလိုက်တယ်အဲ့ဒီတက်လာတဲ့ခေါင်းဆောင်ကအပြောတစ်မျိုးအလုပ်တစ်မျိုးမဖြစ်အောင်ငါမြင်ငါဆိုင်ငါလေငါထိုးဆွယ်ပုံစံမျိုးမဖြစ်အောင်အဲ့ဒီခေါင်းဆောင်ကိုအပြန်အကျန်ထိန်းချောင်းချင်းကို limited ခါပါမယ်လို့ခေါ်တယ်။သူတဖြင့်ကျွန်တော်လက်ရှိနောက်ရွှေဖက်ချုပ်ဘုတ်ချိန်ကဥပဒေမှာပါရယ်နော်အာပုံမှန်95ဈာဝူလာပုံမှန်95ပုံမှန်95မှာဆိုလို့ရှိရင် ကျမတို့အမျိုးသားလွတ်တော်ပေါ့မြို့သားလွတ်တော်နဲ့တိုင်းဒေသကြီးလွတ်တော်ရှိမယ်ကျမတို့ပြည်တော်စုလွတ်တော်ရှိတယ်ပေါ့ဒီမှာလွတ်တော်တွေမှာလွတ်တော်နှစ်ရက်မှာသဘောထားကွဲလဲကြတယ်ကိစ္စတခုကိုအစိုးတင်ပြီးဆွေးနွေးတယ်လွှတ်တော်နေရကသဘောထားမတူဘူးဆိုလို့ရှိရင်ပုံမှန်59အဲပုံမှန်95 sorry ပုံမှန်95ခခွေရပုံမှန်95ခခွေရဆွေးနွေးဆုံးဖြတ်ကြရတယ် ။ဒီဥစ္စာကိုဒေါက်ဆန်းစုကြည်ကလိုတလိုအသုံးချပြီးတော့ဒေါက်ဆန်းစုကြည်နဲ့ NLD ပါတီစီဆိုရသည်လိုတလိုအသုံးချပြီးတော့မဲခွဲဆုံးပြလိုက်တယ်။မဲခွဲဆုံးပြလိုက်တဲ့အခါရေများရေနိုင်မိများမိနိုင်သူတို့ပဲနိုင်နေချင်။ဆိုတော့အစိုးရရဲ့အထက်မှာက NLD ပါတီရှိနေတယ်။ဒါသည်မမြင်ကဆိုင်ကလေးကထိုးလို့တာ။အစိုးရရဲ့အထက်မှာ NLD ပါတီရှိနေပြီးတော့ NLD ပါတီနဲ့ဒေါက်ဆန်းစုကြည်ကတပ်ပါတီအာဏာရှင်ဖြစ်လာတယ်။ဘာကြောင့်ကျွန်မဒီစကားကိုပြောလဲ။ဒေါက်ဆန်းစုကြည်သည်တပ်ပါတီအာဏာရှင်လို့ဘာကြောင့်ကျွန်မပြောလဲ။ ကချင်ပြည်နယ်မှာဝင်ကြီး၃ပါးရှိတယ်အဲ့ဒီဝင်ကြီး၃ပါးဒီပထမက NLD ပါတီကနေရွေးချယ်ပြီးတော့ကချင်ပြည်နယ်မှာဝင်ကြီးဖြစ်လာတယ်အဲ့ဒီပြည်နယ်ဝင်ကြီးအစိုးရအဖွဲ့ဝင်တွေကိုပါတီကနေထုတ်နှုတ်လိုက်တယ်ဆိုတော့ကအစိုးရအဖွဲ့ဝင်ကိုပါတီမှာထုတ်နိုင်ဖြုတ်နိုင်တဲ့အရေးချင်းရှိနေတယ်ဆိုတော့ကအဲ့ဒီအစိုးရရဲ့အထက်မှာ NLD ပါတီရှိနေတယ်အဲ့ဒီလိုမျိုးတပါလီအာဏာရှင်စနစ်မဖြစ်အောင်အစိုးရရဲ့လုံပိုင်ခွင့်တွေကိုကန့်သတ်ခြင်းအဲ့ဒါ limited ကားပါမယ်ခွဲ့ ဘာနဲ့ကန့်သက်တာလဲဆိုရင်ဖွဲ့စည်းပုံခြေခံဥပဒေမှာအခုလက်ရှိကျွန်တော်တို့ဟောအာ20ဆလုံး20ဆလုံးလို့40ခန်းနေအဲ40ခန်းနေဆိုလို့ရှိရင်နိုင်ငံတော်အာဏာကိုအခုလိုမတရားတဲ့နှီးနှဲနဲ့မတမာတဲ့နှီးနှဲနဲ့ရယူဖို့ကြိုးစားလို့ရှိရင်တက်မြောက်ကခွေးဦးစီးချုပ်ကဖွဲ့စည်းပုံခြေခံဥပဒေနဲ့အညီနိုင်ငံတော်အာဏာကိုထိန်းကျောင်းခွင့်ရှိသည်နော်အဲ့ဒီလိုမျိုးနောက်ရှင်နောက်ရှင်ဖွဲ့စည်းပုံအခြေခံဥပဒေမှာပြဋ္ဌာန်းနေအဲ့ဒါလေးမတက်ကပါမယ်ဟုတ်ပြီအစိုးရရဲ့ လုတ်ပိုင်ခွင့်အာဏာကိုစစ်တပ်ကနေထိန်းချောင်းလိုက်ပြီဒါဆိုရင်စစ်တပ်ကိုဘယ်လိုပြန်ပြီးထိန်းချောင်းမလဲဆိုရင်ပုံမှန်၄၁ရ၄၁ရှိရအရေးပေါ်အခြေအနေကြေညာပြီးတော့နိုင်ငံတော်အာဏာကိုထိန်းချောင်းခွင့်ရှိရပိန်ခွင့်မရှိဘူးဒါကြောင့်ပဲလက်ရှိနာဆာကအိမ်ဆောင်ဆိုးရဆိုပြီးဖြစ်လာတဲ့ကရွေးကောက်ပွဲကျင်းပမယ်ဆိုပြီးတော့ရှေ့လုံငန်းကျင်းထဲမှာထည့်ပြီးတော့ကျင်းညာတယ်။အခုဆိုရင်ရွေးကောက်ပွဲကျင်းပမယ်ရက်ကိုတရားဝင်ကျင်းညာတက်မှတ်လိုက်ပြီးဖြစ်တယ်။အဲ့ဒီလိုမျိုးစစ်တပ်ကိုအာဏာပိန်းလို့မရအောင် ထိန်းချုပ်ထားတာ။ ဲ့ဒါလေးမတက်ခါပါမယ်နှောင်းရှိချေဥဆိုတာစစ်တက်အာနာတင်အောင်လုပ်ထားတာမဟုတ်ဘူးစစ်တက်ကိုအာနာတင်လို့မရအောင်ရွေးချယ်လိုက်တဲ့ social contract တွေအယက်သားဆိုးရတယ်လေတပ်ပါတီအာနာရှင်စနစ်မဖြစ်အောင်အပြန်အလှန်ထိန်းချောင်းထားတဲ့ limited ခါပါမယ်ဖြစ်တယ်နော်ဒါကြောင့်လည်းလက်ရှိမှာဆိုရင်ရွေးကောက်ပွဲကျင်းပမယ်ဆိုပြီးတော့အစိုးရကကြေညာလိုက်တယ်။ဒါဆိုရင်ဒီရွေးကောက်ပွဲဖြစ်စဉ်ကိုဘာကြောင့်တပတ်အုပ်စုတွေကအပြည့်အထန်ကန့်ကွက်နေကြတာလဲ။တကယ်လို့များအခုဘလာရုခီးကျမှာ ြောလိုက်ပြီးမြန်မာနိုင်ငံမှာအခုနောက်25အကုန်2026နှစ်စာမှာရွေးကောက်ပွဲကျင်းပနဲ့ရွေးကောက်ပွဲကျင်းပလိုက်လို့ရှိရင်ပြီးခဲ့တဲ့2020ကရလက်ကပြက်ပြဲသွားပြီးဖြစ်တဲ့အတွက်2020ရလက်ကိုစက္ကန့်ပါတယ်ဆိုရဲ CRPH ကမြောင်းနေရောက်သွားပြီ NUG ကမြောင်းနေရောက်သွားပြီဒါကြောင့်မို့လို့ CRPH တို့ NUG တွေကခွေးဘဝကိုရောက်သွားတာရောက်သွားမှဖြစ်တဲ့အတွက်သူတို့အာနာလက်လွတ်ရမှကြောက်တဲ့အတွက် ဲဒီလိုမျိုးရွေးကောက်ပွဲတင်မလိုက်ပြီဆိုတာနဲ့2020ရွေးကောက်ပွဲရလဒ်ကိုဆက်ခံပါရဲဆိုတဲ့အန်ယူဂျီနဲ့စီအာပီကိုကဘာကအကြမ်းဖက်ဖြစ်တတ်မှတ်ကြညာတော့မှဖြစ်တဲ့အတွက်တဖက်အုပ်စုတွေကအသေးအတန်အကြောက်ကန်ညင်းနေကြတယ်ဖြစ်တယ်ဒီလိုမျိုးအခြေခံသဘောတရားတော်နားမလည်ဘဲနဲ့နိုင်ငံရေးစည်းပွားရေးလူမှုရေးကျမတို့အဓိကအရေးကြီးရဲ့စိတ်ရေးကိုတိုက်ရအောင်ကမလုပ်ကြနဲ့ကျမသတိပေးလိုက်မယ်ဆိုတော့တရင်နေတရင်နေမှာဆိုလို့ရှိရင် ျမကအရင်ကမပြောဘူးလို့နေတာဘာသတင်းလဲဆိုလို့ရှိရင်ကျမတို့မော်ရွာမဲလေးလမ်းဒီမော်ရွာမဲလေးလမ်းပေါ်မှာကျမတို့တပ်မတော်ရဲ့စစ်ကြောင်းကို PD ရဲ့6ဘွဲကစုပေါင်းပြီးတော့မိုင်းဆွဲတိုက်ခိုက်တယ်အဲ့ဒီမှာပထမရက်ကသူတို့ကပြောလဲစစ်ကောင်စီရဲ့စစ်ကြောင်းကို PD ရဲ့6ဘွဲကသူတို့ပေါင်းပြီးတော့မိုင်းကျော်တိုက်ခိုက်တာစစ်သားဆက်ခွန်ယောက်တွေသွားတယ်။သူတို့ပထမအောက်ဘွဲခန့်။ဟာငါတို့နိုင်နေပြီစစ်သားတွေတွေသွားပြီစစ်ကောင်စီကတက်ပြက်နေပြီ။ဝါရဖြန့်တယ် ဲ့ဒီဝါဒဖြန့်မှုတရင်ရဲ့နောက်တစ်ပုတ်ကြတော့ဒီတိုက်ပွဲမှာတဲ့အဲ့ဒီကားလမ်းမှာအရက်သားပြည်သူတွေကိုစစ်တပ်ကလူသားတိုင်းဖြစ်သုံးပြီးတော့စက်တက်လေးထင်းနဲ့ဘုံကျဲလို့အရက်သား၃ယောက်တည်သွားပါတယ်ဆိုပြီးတော့စစ်တပ်မုံကြီးဝါဒဖြန့်တယ်ဒီအချိန်နေထိကျွန်မဘာမှမပြောလို့တည်ဘူးဘာလို့ဆိုဒီအကြောင်းအရာကိုကျွန်မမပြောလဲတခြားသောသူတွေပြောမှပဲဆိုပြီးကျွန်မခြံထားတယ်ဒီနေ့ပြောရတဲ့အကြောင်းရင်းကခေတ်သစ်မီဒီယာမှာပြောတယ်အဲ့ဒီလိုမျိုးတဲ့ ချက်ကောင်စီရဲ့စစ်ကားတွေကိုတဲ့မိုင်းဆွဲပြီးခြုံကိုတိုက်ခိုက်နိုင်ခဲ့တဲ့ပြည်သူတော်လည်းတက်ဖွဲ့ပေါ့နော်သူတို့ပြောတဲ့ PDF အဖွဲ့တွေကိုဒေတာခံပြည်သူတွေကတပြေပန်းနဲ့ရေချမ်းနဲ့ဂုံပြူကြိုးလိုကြပါတယ်ဆိုတဲ့တည်းဆိုတော့သူတို့ပြောတဲ့ပြည်သူဆိုတာကသူတို့ကိုထောက်ခံအားပေးတဲ့လူကိုပြည်သူလို့သတ်မှတ်တာဒါကြောင့်မလို့သူတို့ပြောတဲ့ပြည်သူတွေတည်သွားပြီးပြည်သူတွေမီးလောင်နေပြီဆိုတာကသူတို့ကိုတပြေပန်းနဲ့ရေချမ်းနဲ့ကြိုးကြိုးနေကြတဲ့အကြက်ဖက်အားပေးနေတာဖြစ်တယ်နော်တကယ်တော့အများပြည်သူတွေသွားတဲ့လမ်းကို ြည်သူကခွဲတက်ခွဲဆိုပြီးတော့အများပြည်သူသွားတဲ့လမ်းဝန်းကို မိုင်းဆွဲတိုက်ခိုက်တဲ့အတွက်ဒီတိုက်ပွဲမှာကြားညက်သွားတဲ့ပြည်သူတွေကခံရတယ်ဒါပဲကတိရှိတရားခမားတို့သာအမှန်တကယ်ပြည်သူကိုထိခိုက်နေတာမှဆိုးတယ်ဆိုရင်အများပြည်သူတွေတွားတဲ့လမ်းကိုမိုင်းမဆွဲရမိုင်းမဆွဲရဘူးခမားတို့အမှန်တကယ်စစ်တပ်ကိုတိုက်ရှင်နေပြည်သူကိုမထိခိုက်စေချင်ဘူးဆိုရင်မုံရွာမှာနာမခရှိအဲ့ဒီနာမခကိုတွားတိုက်ခမားတို့နာမခကြတော့အနာတော်မကက်ရဲပဲနဲ့ အများပြည်သူသွားတဲ့လမ်းကိုမိုင်းဆွဲတယ်။ဒါကြောင့်မို့တိုက်ပွဲတွေမှာပိတ်မိတဲ့အရဲသားတွေတည်ဆုံတယ်။ဒီပေါ်မှာကျွန်တော်တို့ကဒီလမ်းကိုအများပြည်သူသွားတဲ့လမ်းကိုမိုင်းဆွဲလို့ကျွန်တော်တို့မိုင်းဆွဲတိုက်ခတ်လိုက်လို့တိုက်ပွဲမှာပြည်သူတွေပိတ်မိပြီးတေးပါတယ်ဆိုတာကိုခြံပြီးကလင်ကကျင့်နဲ့စစ်တပ်ကတက်လို့တိတ်တယ်လို့ပြောတယ်။ဒါဆိုရင်ပြီးခဲ့တဲ့နောက်24နဲ့42လပိုင်းတုန်းကနော်စကိုင်းမြို့အကျွဲပုံကြီးပါအဲ့ဒီကျွဲပုံကြီးရမှာလေဒီလိုအများပြည်သူသွားတဲ့လမ်း ဒီလမ်းပေါ်မှာအရက်သားကားကိုခမည်းတော်ကစစ်တပ်ကားဆိုပြီးပြစ်လိုက်တယ်12ရောက်သေးရောတယ်လူ12ရောက်သေးတယ်ဆိုတာအဲ့ဒါအစုလိုက်ပြောင်းလိုက်တပ်ဖြတ်မှုလို့ခေါ်တယ်အစုလိုက်ပြောင်းလိုက်တပ်ဖြတ်မှုရဲ့အထိပ္ပယ်ကဥပမာဒီကားပေါ်မှာလူအယောက်20ပါတယ်အဲ့ဒီမှာခမည်းတော်ပြစ်လိုက်လို့12ရောက်သေးသွားတယ်အဲ့ဒါအစုလိုက်ပြောင်းလိုက်တပ်ဖြတ်မှု ဆိုတော့ဇကိုင်းမျိုးကျဲပုံကျွေးရမှာပြီးခဲ့တဲ့နောက်24ဆနလပိုင်းတော့ငါအရက်သားကားကိုခင်ဗျားတို့စစ်ကားထင်ပြီးတော့ခင်ဗျားတို့မိုင်းဆွဲတိုက်ခိုက်လိုက်တဲ့ကားပေါ်မှာပါတဲ့အရက်သား12ယောက်သေးပြီးတော့3ယောက်ထဏ်ရာချသွားတယ်။ဒါပေမဲ့ဒီဖြစ်စဉ်မှာကြတော့ခင်ဗျားတို့ပြည်ဖြတ်မီဒီယာတွေနဲ့အကြမ်းဖက်သမားတွေကပြောပြောလေ။ကျွန်တော်တို့ကလည်းစစ်ကောင်စီရဲ့စစ်တပ်ကားထင်ပြီးမှားယွန်းပြီးပြစ်ခတ်မိပါတယ်ပြီးသွားပြီမှားစစ်တပ်ကားထင်လို့မှားယွန်းပြီးပြစ်ခတ်မိပါတယ်ဆိုတော့တခွန်းနဲ့နဲ့ပြီးသွားတယ် ာဝန်ရမို့တာဝန်ခံမှုမရှိဘူးအဲ့ဒီတည်သွားတဲ့အတက်တွေအတွက်ခမားတို့မှာအာမခံချက်မရှိဘူးတာဝန်ရမို့တာဝန်ခံမှုမရှိဘူးအ ਨੇ ဆုံးတော့တောင်းပန်စကားတခွန်းတော့မဆိုကြဘူးအဲ့ဒီလိုလောက်ရက်ကိုကျွန်တော်တို့စစ်တပ်ကလုပ်ကြည့်ကျွန်တော်တို့က PDF ကထင်ပြီးတော့အရက်သားကားကိုမှားပြီးပြက်မှားယုံပြီးပြက်ခတ်မိပါတယ်လို့စစ်တပ်ကပြောကြည့်ဒီမိုကရေစီရေးတို့လူခွင့်ရေးတို့ဘာရေးညာရေးဘာညာရေးဆိုတဲ့အဖွဲ့အစည်းတွေအကုန်လုံးက ။ငရဲ့ပြာလူတို့ဆက်ဆက်လူပြီးတော့အော်ကြလိမ့်မယ်။ဒါခင်ဗျားတို့ပြည်ဖြတ်တည်ရဲ့ထုံးစံပဲ။နောက်ဆိုတော့လက်ရှိမှာဒီနေ့ဒီနေ့က၈ရက်နေ့ဖြစ်တယ်။မနေ့က9ရက်နေ့ပေါ့နော်ဆိုတော့မနေ့ကလည်းဒီနေ့ရဲ့စည်ရေးချိန်နဲ့တတိနေ့ကျွန်မဖတ်ပြပေးမယ်။မနေ့မတ်လ9ရက်နေ့ဒဝဲရှိတော်ဒေတာမှာရှိတယ်နော်။ဒဝဲဒဝဲခရိုင် PDF တက်ရင်တက် တဝဲခရိုင်ပြည်ရဲ့တရင်တဲ့စခန်းကိုတက်မတော်စစ်ကြောင်းကနေပြီးတော့မြေပြင်မှာစစ်ကြောင်းထိုးပြီးတော့စီးနှင်းနိုင်ရတဲ့တဝဲခရိုင်ပြည်ရဲ့တရင်တဲ့စခန်းကိုတက်မတော်စစ်ကြောင်းကပိန်ပိုင်ရရှိခဲ့ပါတယ်။မနက်ခင်းမှာမြေပြင်စစ်ကြောင်းကနေပြီးတော့တဝဲခရိုင်ပြည်ရဲ့တရင်တဲ့စခန်းကိုတိန်ပိုင်ရရှိတယ်။နေ့လယ်ခင်းချိန်မှာ T1 ဆိုတဲ့စခန်း T1 PD ရဲ့သဘုံစခန်းကိုတက်မတော်စစ်ကြောင်းကနေပြီးတော့နေကြောင်းကနေပြက်ခတ်ရှင်းလင်းနိုင်ရတယ်။မနက်ခင်းမှာ မြေပြင်စစ်တောင်းကနေပြီးတော့ထိုးစစ်ဆင်နေနေလေခင်မှာလေချောင်းကစစ်စင်ရေးလုပ်ပြီးတော့ဒဝဲခရိုင် PDF တွေကိုမတာပေါ်သွားအောင်တမတော်ကနေချေမုံနိုင်ခဲ့တယ်ကျော်ဒီတဝဲမှာက KNU နဲ့ PDF တွေသူတို့များတော့အဖြစ်အခြေခံလို့ရှာတယ်။ KNU ဆိုလို့ရှိရင်လည်းပဲနော်မနီးက8ရက်နေ့6ရက်နေ့ဒီနေ့အမှာဒီ KNU နဲ့ဆစ်ဖြစ်ပွားရာနေရာရင်မှာတက်မတော်ကနေပြီးတော့ပထမဆုံးလေထီးကနေပြီးတော့သူတို့ရိတ်ခါတုပ်ပေါ့ပထမဆုံးရိတ်ခါတုပ်ပုံစံလက်နက်ပုံစံနေလေထီးနဲ့ချပြီးရင် ချပြီးတော့ PDF ဒီတန် KNUD ကများသွားဖြင့် KNUD ကဟာတို့ရိခါထုတ်ထင်ပြီးတော့တို့သွားပြီးတော့ဆွဲကြတယ်နော်လေထီကနေချပေးတာကိုရိတ်ခါထုတ်ထင်ပြီးသူ့သွားကြည့်ရဲသွားကြည့်တော့ရိတ်ခါတွေမဟုတ်ဘဲနဲ့ပဲတွေဖြစ်နေတယ်။အဲ့ဒီမှာချက်ချင်းလို့နောက်ကနေပြီးတော့တိုက်လေရင်နဲ့နော်တိုက်လေရင်နဲ့ဘုံကျဲတဲ့အတွက်ပထမဆုံးဆက်တဲ့လေထီကနေပြီးတော့ရိတ်ခါထုတ်ပုံစံမျိုးရှောင်ပြပြီးတော့ချပေးလိုက်တယ်ငစာချပေးလိုက်တယ်အဲ့ဒီငစာကိုငားတွေလာဟတ်တယ် ငားတွေတော့မဟုတ်ဘူးတာလဘောတွေနဲ့ပတ်သက်တယ်လာဟက်တယ်လာဟက်တဲ့ချိန်မှာတမလို့စစ်ကြောင်းကနေပြီးနောက်ကနေချက်ချင်းလို့လို့ရဟတ်ရင်လည်းဘုံကျဲတိုက်ခိုက်တဲ့အတွက် KNU တော်တော်များများမသားပေါ်သွားသေးလို့ကြားသိရပါတယ်ဆိုတော့အာဒီဖက်မီတာတွေမှာလက်ရှိမှာတိုက်ပွဲသတင်းတွေနဲ့ပတ်သက်လို့သူတို့ဘလို့လောင်မြိုက်နေကြလဲကျွန်မဖတ်ပြမယ်ကြောက်ပြူနဲ့စစ်တွေမှာဘုံကျဲခံရတဲ့အတွက်အိမ်နေရာခံမီးလောင်ဆုံးဆုံးသွားပါတယ်ဆိုတော့ ရခိုင်ပြည်သတင်းနဲ့ပတ်သက်ပြီးမေးနေတဲ့လူတွေဒီသတင်းစီပြည်ဖြဲမီဒါတွေရဲ့ရေးသားဖော်ပြမှုပြည်ဖြဲမီဒါတွေမှာလောင်မြိုက်နေတာသူတို့တွေလောင်ပြီးတော့ဟောင်းနေကြတာစောက်ပြူနယ်စစ်တွေမှာဘုံကျဲခံရပြီးတော့တဲ့နေအိမ်နေရာမိလောင်ဆုံးရှုံးသွားပါတယ်နောက်တစ်ခုက ငွေဆောင်နဲ့ချောင်းသာကမ်းခြေကိုလာရောက်လဲပတ်သူတွေရှိနေပါတယ်ဆိုတော့ချောင်းသာနဲ့ငွေဆောင်ကိုအခုလိုမျိုးများသွားဖြင့်ဒီလိုအပူချိန်လွန်ခဲ့တဲ့နေရာကြီးဆိုလို့ရှိရင်အရသာပြည်သူတွေကကျွန်တော်တို့ဒီလိုမျိုးကမ်းခြေတွေမှာသွားပြီးအပန်းဖြေတာထုံးစံဒါပေမဲ့အဲ့ဒီလိုပြည်သူတွေအေးအေးချမ်းချမ်းရှိနေတာကိုတို့မလိုလားမလိုလားဘူးတို့အရင်လောင်မြိုက်နေကြတယ် အခုလိုပြည်သူတွေအရာကြီးကြောင့်ချောင်းသားတို့မွေးဆောင်တို့တွားရောက်လဲပက်နေရအောင်အဲ့ဒီအကြမ်းဖက်သမားတွေနဲ့အကြမ်းဖက်တွေကိုအားပေးနေတဲ့ပြည်ထက်မီဒီယာတွေမှာလောင်မြိုက်နေကြတယ်။သူတို့ကပြည်သူတွေဘဲမှာမတွားရဲမလောင်ရဲနဲ့အိမ်ထဲမှာချောင်းကပ်ပြီးခိုနေရတဲ့ဘဝကိုသူတို့လိုချင်ကြတာ။နောက်တဲ့တဲ့ဘောဖတ်ပြမယ်။မတောင်းချောင်းမှာစစ်ကောင်စီကအင်အားလုံးချင်းနဲ့ထိုးစစ်ဆင်တဲ့တွဲတဲ့ရခိုင်တတော်အေအေနဲ့တိုက်ပွဲတွေပြင်းထန်နေလည်းရှိပါရဲ့။ဆိုတော့စစ်တပ်မှာစစ်သားတွေမရှိတော့ဘူးလို့ပြောတာလည်းခင်ဗျားတို့ပဲ။ တက်ပြဲနေပြီဆိုပြီးခဏခဏဝါရပြန်တာလဲခင်ဗျားတို့ပဲစစ်တပ်ကနေပြီးတော့စစ်မှုထမ်းတသားတစ်တွေကပေါ်တာဆွဲခံရလို့သူတို့ဒီဆန္ဒမပါဘဲနဲ့စစ်မှုထမ်းရတဲ့အတွက်ခင်ဗျားတို့ရှိမှ CDN ဝင်ပါတယ်နော်စစ်မှုထမ်းတသားတစ်တွေခင်ဗျားတို့ရှိဖို့အလင်းဝင်ပါတယ်ဆိုပြီးဝါရပြန်တာလဲခင်ဗျားတို့ပဲအခုကြတော့စစ်တပ်ကအင်အားအလုံးကြီးနဲ့မြေပြင်မှာထိုးစစ်ဆင်နေပါတယ်လို့ပြောတာလဲခင်ဗျားတို့ပဲနော်မသိရင်အခုတိုက်ပွဲဝင်နေတဲ့တပ်မတော်သားတွေကမိုးကြွေဖို့နေကြနေတာပဲ။ မတို့ပြောနေတာဆိုစစ်တပ်မှာကစစ်သားမရှိတော့เนาะတိုက်ပွဲမှာကြာတဲ့လူတွေနဲ့စီတီယန်လုံးတဲ့လူတွေနဲ့เนาะခမတို့ပြောတယ်လို့ဆိုစစ်တပ်မှာတိုက်စစ်သားမရှိတော့တက်ပြက်နေတာကြာပြီအခုကြတော့စစ်တပ်ကထိုးစစ်စင်နေလို့အင်အားလုံးကြီးနဲ့ထိုးစစ်စင်နေတယ်ဆိုပြီးမျက်ရည်တန်းထိုးပြီးလို့ပြတာလေခမတို့ပဲเนาะမသိရင်လက်ရှိမှာတောင်ဝင်ထမ်းဆောင်နေတဲ့တပ်မတော်သားတွေကမိုးကြွေကိုတွေအတိုင်းပဲခမတို့ကမသိမသားနဲ့ဘောခိုးပြီးမှနေကြတယ်เนาะ ားတဲ့တင်းလို့ဖတ်ရမယ်။ကဲအဲ့ဒီထိချုပ်ဒေသတွေမှာစစ်ကောင်စီကတဲ့စီးလှုပ်ရှားပြီးတော့ထိုးစစ်တွေစိန်နေလို့တိုက်ပွဲတွေပြင်းထန်နေပါတယ်တဲ့။အမှန်တကယ်တော့ကရရင်စခန်းတွေကိုတပ်မတော်ကတိမ့်လိုက်တာ။အဲ့ဒီတိမ့်နေစခန်းကိုသူတို့ကဖုံးကွယ်ထားတာ။နော်။ဟုတ်ကဲ့တဲ့။ စစ်တွေမြို့ပေါ်မှာဒုက္ခအသင်9000ကျော်စာဝင်နေခက်ခဲနေပါတယ်ဆိုတော့မပူပါနဲ့ရခိုင်တော်တော်အေးကအကူညီပေးပါလိမ့်မယ်ရခိုင်ပြည်နယ်မှာတဲ့စစ်ပေးဒုက္ခအသင်တွေစားနေရိတ်ခလိုအပ်ချက်မရှိအောင်အေးအေးကဖြည့်တင်းပေးနေပါတယ်ဆိုပြီးတော့ခင်ဗျားတို့ပြည်ဖက်မိတာတွေပဲပြီးခဲ့တဲ့နှောင်း20နဲ့4 17လပိုင်းမှာကျင်းပခဲ့တာဖြစ်တယ်နော်ပြီးခဲ့တဲ့နောက်၂၄၁၂လပိုင်းကမှရခိုင်ပြည်နယ်မှာဆပိဒုက္ခတဲ့ဒီစားနဲ့ရိတ်ကပြက်လက်မှုမရှိအောင်အေအေကကူညီပေးပါတယ်လို့ခင်ဗျားတို့ပြောခဲ့တယ်။ဒါကြောင့်မလို့အခု ။နောက်ရခိုင်မှာဆေးပိဒုက္ခတွေထမင်းငတ်နေတာပဲဖြစ်ဖြစ်ဆေးဝါးပြက်လည်နေတာပဲဖြစ်ဖြစ်အေးအေးရှိကိုသွားပြီးကိုညီတောင်းမှာအေးအေးကကူညီပေးပါလိမ့်မယ်။အဲ့ဒီလိုမျိုးမဟုတ်ဘဲနဲ့နော်ရခိုင်တော်တော်အေးကသူတို့သိနေဆိုရင်နေမှာရှိရဒေတာခံလူတို့ကိုကျမ်းမာရေးစောင့်ရှောက်မှုမပေးနိုင်ဘူးဆိုရင်အခြေခံကျမ်းမာရေးစောင့်ရှောက်မှုမပေးနိုင်ဘူးဆိုရင်စေဝါမကုပေးနိုင်ဘူးဆိုရင်စောင့်ဝင်နေရေးပြေးလျောင်းပြေးရှင်းပေးနိုင်ဘူးဆိုရင်အခုခင်ဗျားတို့အန်လူကြီးကအန်လူကြီးကစကိုင်းလမ်းကခန်းပန်းမျိုးကိုဘလို့သိမ်းထားတယ်ခင်ဗျားတို့ပြောရဲဆိုတော့ခင်ဗျားတို့အန်လူကြီးသိမ်းထားတယ်ဆိုတဲ့မျိုးတွေမှာ ။အခုခင်ဗျားတို့ကမြန်မာနိုင်ငံရဲ့မြို့ပေါင်း60လောက်ကိုတင်ထားတယ်လို့ပြောတယ်။အဲ့ဒီတင်ထားမှရှိတဲ့မြို့နယ်မှာရှိတဲ့ဒေတာခံပြည်သူလူထုရဲ့အခြေခံကြမ်းမာရေးစောင့်ရှောက်မှုပေးနိုင်ရမယ်။စေဝါကူတာမှုပေးနိုင်ရမယ်။ကလေးတိုင်ငယ်တွေကာကွယ်ဆေးထိုးပေးနိုင်ရမယ်။ဒီကလေးတကယ်ရဲ့ပညာရေးကိုစောင့်ရှောက်မှုပေးနိုင်ရမယ်။ဒီဒေတာခံပြည်သူတွေရဲ့စာဝတ်နေရေးကိုကူညီဖြည့်ရှင်ပေးနိုင်ရမယ်။အဲဒါမှဒီဒေတာကိုထိန်းချုပ်တယ်လို့ခေါ်ရဲ။အဲ့ဒီလိုမျိုးအခြေခံပြန်ကြမှာရည်ရဲ့ ပညာရေးရဲ့စာဝတ်နေရေးကိုတော့မကူညီမပြေရှင်းနိုင်ဘူးဆိုရင်ဒေတာခံလူတို့တွေကခမားတို့တိုက်ပွဲကြောင့်အေးချမ်းတရားချင်းမရှိဘဲနဲ့ဆင်းရဲဒုက္ခအတိရောက်ခဲ့ရဲဆိုရင်အဲ့ဒီဒေတာခံပြည်သူလူတို့ကိုဝင်ချပြီးတောင်းပန်ရမယ်တောင်းဝင်ခမားတို့မှာရှိတယ်။ အေးချမ်းနေတဲ့မျိုးလေးကိုကျွန်တော်တို့ဖြစ်စေမိပါတယ်ကျွန်တော်တို့ရဲ့မျိုးသိန်းတိုင်ပွဲကြောင့်ဒီဒေတာခပြည်သူတွေကစစ်ပေးဒုက္ခတွေဘဝနဲ့အိုးမဲ့အိမ်မဲ့အနာဂတ်တွေမဲ့သွားရတာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ဝင်ချတောင်းပန်ပါတယ်ဆိုတဲ့အနည်းဆုံးတော့တောင်းပန်စကားတစ်ခွန်းတော့ခမားတို့မှလူပိတာတဲ့နှလုံးသားရှိတယ်ဆိုရင်ခမားတို့တိုက်ပွဲပေါ်ဆောင်ပြီးတော့ခမားတို့ပေါ်ဆောင်လိုက်တဲ့တိုက်ပွဲကြောင့်အိုးမဲ့အိမ်မဲ့ဘဝပြည့်အနာဂတ်ပြတ်သွားတဲ့ပြည်သူလူထုကိုဝင်ချပြီးတောင်းပန်ရမယ်